ဆိုပြတဲ့စင်ရဲ့ဆေးဆွဲပွဲမှာခုလိုကြောင်ရကြောင့်လူပြောအများဆုံးဖြစ်သွားခဲ့ရတဲ့ဆိုမြတ်သူစာဆိုမြတ်သူစာကဆိုညီမတွေဒီမှာဆိုရင်အနုပညာလောကကိုအရင်ဆုံးရောက်ခဲ့သူပါသူအရင်အောင်မြင်ကညီမတွေကိုလက်တွဲခေါ်ခဲ့တဲ့အတွက်နောက်တက်လေးတွေအစဉ်ပြေသွားရတာဖြစ်ပါတယ်။ဒါကြောင့်မို့ညီမငယ်စုံဖြစ်တဲ့ဆိုပြေတစဉ်တယောက်ဆစ်ဆက်တောင်းရင်တဲ့ဘွေမလေးဆိုမြတ်သူစားကတယောက်ပြေးခဲ့ပါတယ်။ဆိုမြတ်သူစားကအမကြီးတယောက်နေနဲ့ဆစ်ဆက်ဘွေမစကားရည်လေးအများကြီးပြောခဲ့တာပါ စစ်ဆက်တောင်းရင်တဲ့ဘွေမှာစုပြည့်တစဉ်တဲ့ဟင်းဝင်တို့ကအကြီးကဇက်ဆောင်တွေဆိုပေမဲ့လူများသားမှာစုမြတ်သူစားကလူပြောများနေရပါ။ ။စုံမြတ်သူစားကသူတို့သမင်းလောင်းလေးဖြစ်တဲ့ဆိုပြေတစံတတောင်းတတိယရှိနေတယ်လို့ချီးကျူးခံရတာပါ။စုံမြတ်သူစားကစိဆက်ပွဲကိုအယိုးရှင်ဆုံးနဲ့အလုံးချုံဆုံးဝစ်စံကောက်ပွဲတက်ခဲ့တာပါ။အမြဲတမ်းလိုဘာမှမပေါ်အောင်ဝစ်စံနဲ့စုံမြတ်သူစားကဒီပွဲမှာလည်းဘာတစ်ခုမှမပေါ်နေခဲ့ပါဘူး။သူမတက်နေကြပုံစံတွေကတခုဖြစ်တဲ့လေဘင်းရင်စိတ်ပုံစံနဲ့ပဲပွဲတက်ခဲ့တာပါ။ဇာကွက်ကိုအဖြူနဲ့အမဲရောကား အရင်ဆုံးအမျိုးသမီးအပြင်တက်ရောက်ခဲ့ပါတယ်။ပွဲမှာစုမြတ်သူစားနဲ့အသက်အရွယ်သူစုမွကြည်တို့လည်းတက်ရောက်ခဲ့ပါတယ်။စုမွကြည်တို့ကဒီခေတ်ဒီဇိုင်းတွေနဲ့ပွဲတက်လာခဲ့ပေမဲ့အယူရှင်ဆုံးစုမြတ်သူစားကအလားဆုံးဖြစ်နေတယ်လို့ချီးကျူးခံရတာပါ။စုပြည့်ဒဇင်ထထောင်ချက်တည်ရရှိတယ်လို့ပြောဆိုခဲ့ရတယ်လို့တပွဲလုံးအလားဆုံးအမျိုးသမီးပြည့်တက်မှတ်ခံရတာဖြစ်ပါတယ်။စုမြတ်သူစားကခုနောက်ပိုင်းမှာတရုတ်ဆောင်နေတာစတဲ့ရိုက်နေရမှု ပေါ်ကားရိုက်ကပေါ်နေရလို့တချို့ကမြင်နေကြတာပါသူမြတ်သူစာရဲ့ပုံစံအစစ်မှန်ဖြစ်တဲ့အခွလရှိပုံကိုပြန်မြင်ရချိန်မှာအရင်သူမြတ်သူစာကိုမြင်လိုက်ရတယ်လို့ဖြစ်သွားတာပါမင်းသမီးစားလို့တဲ့အချိန်ကနေအမေကန်တွေရိုက်တဲ့အချိန်ထိသူမြတ်သူစာကရင်ပုံကိုအလားဆုံးချုပ်ကအရင်ဆုံးနဲ့ဝက်ပြခဲ့တဲ့မင်းသမီးဖြစ်ပါတယ်ရင်ဘတ်တွေဖော်နေမှလာရမဟုတ်ဘူးဆိုတာကိုပြသခဲ့တာဖြစ်ပါတယ် ဆုံမြတူစာဝင်ဆိုင်ခဲ့တဲ့ဝတ်စုံကအတော်လေးကိုရိုရှင်တာပါလေပင်းကိုအကုန်လုံးပိတ်ကားရိုရှင်တဲ့ပုံစံနဲ့တော့အလဆုံးဖြစ်နေရမှုခြေဆုဆရာတွေဖြစ်နေရပါဒါပြင်စပင်းဆိုရင်လည်းသူထုံးနေကြအတိုင်းတော့မှစုထုံကပြန်ဆိုင်ခဲ့ရပါလဝရတနာဆိုရင်လည်းစင်ရွှေရတနာရီမဟုတ်ပဲဖန်စီဆွဲကျိုးကိုရာအင်ဂျင်နဲ့လိုက်အောင်ပြန်ဆိုင်ခဲ့တာဖြစ်ပါတယ်လက်စုနဲ့နဂတ်တာ မြာလေးတွေဝေဆင်ထားခဲ့ပေမဲ့လနေလို့ကြိုက်သူများနေရပါသူတို့သမင်းကိုအာနာပေမဲ့ဆိုမြတ်သူစားအလှဆုံးပဲဆိုသူတွေကများနေကြတာပါဆိုမြတ်သူစားကဆိုပြေတစင်နဲ့ဟင်းဝျံတို့ပွဲမှာလူကြီးတယောက်အနေနဲ့ပွဲတက်ပြီးခဲ့ရတာဖြစ်ပါတယ်တကြမှုလဲရူရှင်ဆုံးသားပြင်ဆင်ခဲ့တာပါဒီနေ့ကျမရဲ့ပွဲကပထမဆုံးပွဲဖြစ်ပြီးနောက်မှ၅ပွဲတောင်ကျမသေးတယ် ဆူလျာရပတ်မူလာဘွဲကိုလာမဲ့စတလာပိုင်း၁၄ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ငါးဘွဲကိုရဆက်တိုင်းကျင်းပမှာဖြစ်ပြီးတော့ဖိဆာတွေလည်းဖိတ်ပြီးသွားပါပြီ။ပထမဆုံးဘွဲမှာဆိုပြေတစဉ်ကလည်းလက်ထက်ခွန်တောင်းတုံကလို့တိမ်မြို့ဆိုတဲ့အတွက်အရင်ကြည့်မွေးဖန်ခဲ့ရပါဘူး။နောက်ငါးဘွဲမှာလည်းအခဏဆုံးကျင်းပမှာဖြစ်သလိုဇွမြတ်တူစာတို့ကလည်းဘွဲတိုင်းရှိပြီးသွားကြမှာပါ။ စေးဆက်တောင်းရတဲ့ဝဲနဲ့မတူတဲ့ fashion တွေနဲ့စုပြည့်ရဲ့ငါးပွဲလုံးကိုတက်ရောက်ဖို့စီစဉ်ထားကြလေဖြစ်ပါတယ်။စုပြည့်တစဉ်ရဲ့ပွဲမှာစုညီမတွေကိုစုံညီစွာတွေ့ရမှာဖြစ်တယ်လို့သူထံကပြန်လှရကိုမြင်တွေ့ကြမှာဖြစ်ပါတယ်။စုပြည့်သူစားကတပွဲလုံးမှာရွေးရှင်ဆုံးနဲ့အလှဆုံးလို့ထင်ကြလားဆိုတာပြောပြီးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်တစ်လဲပရိသတ်တွေအတွက်စေဝင်စားပွဲရဆယ်လီနုပညာရှင်တရင်ကြောင်းများကိုချင်းချင်းတို့ပြင်းတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ပြည်တနာမလို့တန်သိရှိနိုင်ဖို့အတွက် ဘေးနာချက်ပြေခလုံးလေးကိုလည်းနေထားပြေးကြပါရှင်အဆုံးထိအပြည့်ကျရှိမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်